တခြားသီလတွေမစောင့်နိုင်နေငါးပါးသီလတော့စောင့်စောင့်ပြီးရင်စဉ်းစားနေတိုင်းမနဲ့သီလอยู่ညနေကျစဉ်းစားငါသူများအဲ့မြတ်တတ်မိတာရှိသလားသူများဥစ္စာမတရားယူမိတာများရှိလားသူတော်ဘာသာမယားရောပြမားတာရှိသလားလိန်ပြောမိတာရောရှိသလားမူရင်စေဝါတောက်စားမိတာရောရှိသလားမရှိဘူးဆိုလို့ရှိရင်ငါဒီကနေ့အပြစ်ကင်းတယ်တောတပံပုဂ္ဂိုလ်တွေစောင့်တဲ့အတိုင်းတောတပံဟာဒီလိုအပြစ်ကင်းတယ်ကင်းတဲ့ တောတပန်နေထိမ့်သိမ်းဆောက်ရှောက်တဲ့သီလာမျိုးငါဒီကနေ့လုံနေကိုကိုတွေးကြည့်လိုက်စမ်းဘလောင်းဝန်တာလိုက်အနဝိဇ္ဇဒုက္ခလို့ခေါ်တယ်အပြစ်ကင်းတဲ့ချမ်းငါလိုလူပဲတော့မှငရဲကြဘူးဟောငါဘာသီလာငါလုံနေငါဘာသီလာငါရဲ့အကုတ်ရဖြစ်တယ်လို့စိတ်ထဲမှာအတက်တရောဖြစ်လာတယ်ကိုသီလာလေးကိုဆင်းရင်လိုက်တိုင်းစိတ်နှလုံးဟာချမ်းသာစိတ်နှလုံးဟာကြည်တင်ကြည်လင်းလာကြည်တော့ဘာဖြစ်ဝမ်းမြောက်တယ်ဝမ်းမြောက်ရင်ပီတိဖြစ်တယ် ပီတိဖြစ်လို့ရှင်ဘာဖြစ်လဲကိုစိတ်ငြိမ်းချမ်းလာငြိမ်းချမ်းရင်ချမ်းသာဆိုတာရချမ်းသာရင်ဘာဖြစ်လဲစိတ်တည်ငြိမ်မှုတွေရစိတ်တည်ငြိမ်ရင်အမှန်တရားကိုသိလာတယ်ဒါဓိပွားတွေရနောက်ဘဝကိုမစင်းစားနဲ့အောင်ငါးပါးတိလာငါးပါးတိလာလုံလို့နတ်ပြည့်ရောက်တယ်ဆိုတာထားကိုမမြင်ရဘူးကိုမြင်နိုင်တာပါတော့ငါးပါးတိလာလုံလိုက်တာနဲ့တပြိုင်နဲ့ငါအပြစ်ကင်းနေငါမဟုတ်တာမလုပ်ဘူးလို့စဉ်းစားလိုက်တာနဲ့ဝမ်းတာလားမတာလားကိုယ့်အကိုစစ်စစ်ကြည့်ပေါ့